မောကိစ္စနဲ့ပတ်သက်လို့ပြောလိုက်တဲ့ပုံလေးတွေမှာတချို့မျိုးသမီးတွေကော့မတ်ကလေးလာကြတယ်။ဘာလဲဆိုတဲ့အခါကျကျမတို့ကမြန်မာအမျိုးသမီးတွေဒီကိစ္စကြီးကိုသူတို့တောင်းတာတော့မပေးချင်တာ။ကျမတို့ကစတောင်းဖို့ဆိုတာပြောလို့တော့မထွက်ဘူး။ရှက်ပါတဲ့တော့တဲ့။အဲ့ဆိုလို့ရှိရင်လေယောက်ျားကမရင်ငယ်ယူမရင်ငယ်ကိုလည်းအပြစ်မရှာနဲ့။ယောက်ျားကိုလည်းအပြစ်မရှာနဲ့ပေါ့။ဟုတ်တယ်လေ။သူတို့တွေက ဒီမိမကိုဘာကျင်လို့ဒီမိမကိုယူထားတာနော်ပြီးဒီမိမရဲ့အယူအယောက်ကိုခံကျင်လို့မိမယူထားတာနော်သွေးမတော်သားမဆက်ဖဲနဲ့နှစ်ဖူးကချွေအဝေစီကြအောင်လာလောက်ကျွေးနေတာအဲ့ဒါကိုရှင်တို့အလှကြည့်ဖို့ဘယ်သူကယူမှာယောက်ျားအယောက်တယောက်သွားမေးကြည့်နော်ဒါယောက်ျားတိုင်းကိုစော်ကားတာမဟုတ်ယောက်ျားအယောက်တယောက်သွားမေးကြည့်ရိုးသားတဲ့လူကမရိုးတဲ့လူကသွားမေးကြည့်လိုက်နော်ဒီကိစ္စကိုဘယ်သူမှမကင်းဘူး ဒီကိစ္စကဘယ်သူမှမကင်းဘူးနော်ချစ်တယ်လို့စပြောခဲ့ရဒီကိစ္စကိုလှုပ်ချင်တယ်လို့ပြောရတယ်တူတူပဲဟုတ်တယ်နော်ချစ်တယ်ဆိုပြီးအလှထားတဲ့မျိုးသားတွေရှိလားရှင်ပြောခဲ့အောင်ရှိလားမထည့်ရမကန်ရက်နဲ့လေမတို့ရက်နဲ့ရှိလားဘေးယောက်ျားမဆိုပဲနော်ဒီကိစ္စနဲ့ဘယ်သူမှမကင်းဘူးမကင်းတာနဲ့အမြတ်ကိုမိမစီကိုပဲကိုတောင်းတယ်ကိုမိမညင်းဆန်တယ် မြင်းဆန်တဲ့အခါကျတော့မင်းငယ်ထားတယ်မင်းငယ်ထားတော့ဒီမျိုးသမီးကရှင်ကမင်းငယ်ထားတယ်ဆိုပြီးတော့အကျဉ်းချင်းခါကပြဿနာထထရှားသေးတယ်။အော်အဲ့သွားတဲ့မင်းငယ်မကိုလေနေကစနက်ကြော်မနေကလင်ခိုးမဟမ်နေကငါလင်ပဲရှိရလားယင်းနင်းတို့လင်ရှားလာကြည်လားယင်းဆိုပြီးတော့ပြဿနာအမျိုးမျိုးရှာတယ်။မင်းငယ်ကလည်းဘယ်သူမှမင်းငယ်မလောက်ချင်ဘူး။ မရင်ငယ်တွေလောက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိရတချို့ကငွေမရှိလို့ငွေလိုချင်လို့မရင်ငယ်လောက်တာတချို့ကမတိလို့မတိလို့မိမရှိမှမတိလို့ပတ်သက်ပြီးသွားပြီအဲ့ချိန်မှာချစ်သေးတယ်ကြိုက်တယ်ဆိုတဲ့အရာနဲ့တချို့ကြလည်းဒီလိုရှိသေးတယ်မိမရှိမှတိတယ်အေးတိပြီးတော့မှဆင်ញင်ညုံတရားထားနေတဲ့အချိန်မှာဆင်ញင်ညုံတရားထားနေတာပေါ့နှစ်ယောက်စလုံးပေါ့နော်ဆင်ញင်ညုံတရားထားနေတဲ့အချိန်မှာ ဘာမှမလုပ်ပါဘူးဆိုတော့သူ့ကိုနေကမရင်ငယ်မလင်ခိုးမငါနေနဲ့အမြဲတမ်းစားနေရလားတောက်နေရလားသွားနေရလားလာနေရလားဟမ်ခိုးပေါင်းနေရလားဆိုပြီးတော့အဆွတ်ဆွဲခံရတာပေါ့နော်ကြိမ်ကြိမ်ခါခါဆွတ်ဆွဲခံရလို့အမြင်ကပ်ပုံမှနဲ့သူတို့ကိုသူတို့မရင်ငယ်ဆိုတော့ဂုံမုတ်ကိုရင်းပြီးတော့မရင်ငယ်အဖြစ်ခံကြတာနော်ဘာမှမရဘူးကိုကိုကိုတိတ်ခါကိုအဆုံးခံပြီးတော့မှအမြင်ကပ်ပုံမှနဲ့ အေးနင့်အတွက်ကလင်းမရှိလို့မရလို့ဒီလိုဖြစ်နေတာဟဲ့ဆိုပြီးတော့ပထုတ်သွားကြတာရေအများကြီးပဲအဲ့တော့မင်းငယ်ဘယ်သူမှမဖြစ်ချင်ဘူးနော်